ဒန်ယာက following night ညလာပြီဆိုတော့လေကျွန်တော်ဒီပုံစံလေးက Brad Pitt ရဲ့ 7th ရဲ့အဲဒီ character လေးပုံစံမျိုး inspire ယူတာပါမေးကြဘူးလားမဖြစ်တော့ရလဲမေးကြရတယ်မေးကြရတယ်နောက်ဆိုစာလေးကတ်ထားမယ်ကိုယ့်အကူပဲပေါ့ကိုယ့်အကူပဲတမန်အဲ့ဒါလေးကစောင်းသွားလိုက်ပြန်ဖြတ်လိုက်နှာခေါင်းလေးကအောက်ရောက်သွားလိုက်ပြန်ပေါ်တင်လိုက်နေရှိတယ်ဟုတ်လို့ကျွန်တော်အဲ့လိုကိုလှုပ်ချင်တာလုပ်နေရတယ်ပျော်တဲ့လူသားမျိုးလေး following night ညလာပြီဆိုတော့လေကျွန်တော်ဒီပုံစံလေးက Brad Pitt ရဲ့7နဲ့အဲ character လေးပုံစံမျိုး inspire ယူတာပါကျွန်တော်ကအဲ့လိုအရင်ကလည်းတက်ဖို့တော့အများတန်းရှိတယ်ဒါပေမဲ့လေးတွေကအကြံဉာဏ်ပေးတာနဲ့တက်ဖြစ်တာပါဟားတဲ့ဒီဒီလိုပုံစံဝိတ်တဲ့ဒီလိုပုံစံလောက်တော့အေးကောင်းတယ်ကောင်းတယ်ဆိုပြီးလောက်တာကလေးတွေမြောက်ပြလိုက်တာပါတကယ်တမ်းရထားမှာမဟုတ်ပါဘူးဒီရင်းဆက်ကနေညနေနဲ့ဆက်ဆက်နေမှာဇက်ကောင်မဆက်ဆက်ပါဘူးအဲဒီမှာမှာလဲသူကရဲကာရက်တာဆိုတော့လေသူကလည်းရဲကာရက်တာလေးဆိုတော့အဲ့ဒါလေး ် inspire ယူထားတာမေးကြဘူးလားဘာဖြစ်သွားလဲမေးကြတယ်မေးကြတယ်နောက်ပြေလဲနောက်ဆိုစာလေးကတ်ထားမှာဘာစတိုင်ထုတ်လိုက်တာပဲဒါပေမဲ့တမျိုးထင်ကြတယ်เนาะလက်ရအရန်ကောင်းတော့လို့ကောက်ကောက်ကိုပဲပေါ့ကောက်ကိုပဲတမလာကောက်မေးကလေးကစောင်းသွားလိုက်ပြန်ဖြတ်လိုက်နှာခေါင်းတွေကအောက်ရောက်သွားလိုက်ပြန်ပေါ်တင်လိုက်နေရှိတယ်ဟုတ်လို့ကျွန်တော်ကလို့ကိုလုံးချင်တာလုံနေရတာပျော်တဲ့လူသားမျိုးလေအာလူတွေအများကြီးထဲမှာဟို ီဟာဖြစ်เสียပေါ့เนาะမင်းတော့ဝင်ဥမာသဘောကောင်းတယ်သဘောမကောင်းအဲ့လိုစသဖြင့်အဲ့လိုပုံစံတစ်မျိုးနဲ့ကျွန်တော်မနေချင်ဘူးအားကြောင့်မနောက်ထပ်ပုံစံတစ်ခုပြောင်းလာနောက်နှစ်မှာလည်းဒီတစ်နောက်ထပ်ပုံစံတစ်ခုထပ်ပြောင်းမယ်အမှန်တော့အခုလိုပွဲတက်တော့ပဲလုပ်ဖြစ်မှာပါအဲ့လိုအပြင်ပါကြကျွန်တော်တို့ကကိုကိုတိုင်းကိုလှုပ်ချင်တဲ့ဟာတော့မှကျွန်တော်အများကြီးလှုပ်လို့မရဘူးကျွန်တော်ဆိုအမှန်တမ်းပြောရင်သဘင်အဲ့လို body နည်းနည်းရှိကျင်တယ်ကျွန်တော်ရဲ့ဖြစ်ချင်တဲ့ type ဆိုကျွန်တော်အခုပတိုင်းမှုတွေပေါက်ချင်တယ်သဘင်ရှိထားချင်တယ်ဒါပေမဲ့ကျွန်တော်ထားလို့မရဘူးအဲ့လိုလိုပေါ့နော်ကျွန်တော်က character တစ်ခုတစ်ခုပြောင်းနေရတဲ့အခါမှာ ကိုလှုပ်ချင်တဲ့အရာကြီးကိုအမြဲတမ်းဆွက်ကင်ထားလို့မရဘူးတေးဥဆောင်လို့ဆိုတော့လေမိုက်တယ်လေတေးဥဆောင်တာမိုက်တယ်အာဇကားတိုင်းမှာဟိုဒါကြီးကဟူးတယ်ပြောစရာမလိုပါဘူးဇကားတိုင်းမှာကာရိုက်တာတွေပြောင်းတယ်အဲ့လိုမျိုးဟိုအရင်မိုက်တယ်အထာကြတယ်ဆိုတာမျိုးဖြစ်နေတာပေါ့နော်အသက်ရွယ်ဘယ်လောက်ပဲကြီးကြီးဒီကားမှာကကျွန်တော်ဒီလိုမျိုးဇက်ရုပ်ကိုရှေ့မှာ short film မှာတော့ရိုက်ခဲ့ဘူးတယ်အာ series အနေနဲ့ကြတော့ပို့ပြီးတော့ scene တွေလည်းပို့များတယ်တောင်လည်းပို့ကြီးတယ်ပေါ့နော် အဲအဲ့တော့တခြားလေးတော့ပြင်ဆင်ရတယ်။ရိုက်ကူးရေးပြင်ပအချိန်နေမှာပါဒီ character အတိုင်းနေနေတယ်။တကူရေ3000နေရစပြောင်းပြီးတော့သုံးတယ်။အဲ့လိုမျိုးလေးပေါ့နော်။ကျွန်တော်တခြားလေးတော့စိတ်နှစ်ပြည့်ကြိုးစားထားပါတယ်။ကျွန်တော်ဒီကားထဲမှာတော့ပြေုပ်နိုင်ငံထောဆိုတဲ့ character နဲ့ရိုးဆောင်ထားပါတယ်။သဘောကျပါတယ်။ဒီကားလေးကဟို crime ဆိုတဲ့အတိုင်း little white check လေးတွေနဲ့အဲ့လိုမျိုးဇလန်မျိုးစားလေးပါ။ဟောပါတဲ့လူတွေကလည်းအကုန်လုံးကျွန်တော်တကယ်ကြီးအကုန်လုံးအများကြီးကြိုးစားထားပါတယ်။ အမျိုးမျိုးနဲ့စုံရတယ်တော့ပြုံးရင်မာတဲ့စုံလာတော့လေအရင်းနှီးနဲ့ပြုံးရင်မတိုင်ခင်နဲ့ရတယ်ရင်းနှီးတယ်ဟိုတေးဥဆောင်နေနေရကြတော့ထက်စုံရတော့ကိုရင်းနှီးတာပေါ့ဟုတ်ရိုက်ခွင်းမှာအမှတ်တရကကျွန်တော်စင်နေရင်စိုက်တာတကားလုံးပါလေကိုစင်နေရင်ရိုက်တယ်နောက်ပိုင်းတကယ်တန်ပိုစင်းနေပြည့်ရဲ့လောရဲ့ဖမ်းရမှာနေမကောင်းဘူးချောင်းနေဆိုတာဒါပေမဲ့တော်သေးတယ်အဲ့ချိန်မှာကြာကိုကဒါလော့တိတ်မပြောရတော့ပြည်တော်အဖမ်းနေပဲဖြစ်သွားလို့တော်သေးဒါလော့အများကြီးတွေပြောနေပြီးတော့ဒါလော့တရားသွား ရဲတွေအသုံးနှုန်းနဲ့အသုံးနှုန်းနဲ့ကျွန်တော်ပြင်ပမှာမသုံးနှုန်းနေကြဘဟုတ်အဲသူတို့ရဲ့ဇကားတွေနည်းနည်းပြင်ပလူတွေတော့သူစာဆန်တယ်နည်းနည်းခတ်ထောက်ထောက်လေးတွေဖြစ်တာပေါ့နော်အဲ့ဒါလေးကိုကိုဒီနေတတူကဇကားလိုမျိုးပြောနေကြလူတယောက်ဖြစ်အောင်တော့အဲ့ဒါလေးပြင်ဆင်ရတယ်ကျွန်တော်မြင်နေကြပုံစံမဟုတ်တဲ့နောက်ထပ်မင်းတော်ဖြစ်မယ်လို့တော့ထင်ပါတယ်ဇလန်းတစ်ခုဖတ်ပြီဆိုလို့ချင်းကိုဘာလို့ရမှာလဲပေါ့နော်ဒီကားထဲမှာငါရဲ့တန်ဖိုးဆင်းရဘာဖြစ်မလဲအဲ့ဒါလေးနဲ့ပဲဦးစားပေးပြီးတော့ဖတ်ဖြစ်ပါတယ်အော်ဒီကားမှာလည်းဒီတော့ရတဲ့စိန်လေးတွေလည်းပါတယ် အာပြည်ဇယုတ်ကလည်းကိုမလုပ်ဘူးတဲ့ဇယုတ်တစ်ခုဖြစ်တယ်ပေါ့နော်အဲအကြောင်းလည်းလက်ခံပြစ်တာအဲအဲ့ဒီအတိုင်းလည်းတခြားလို့လုပ်ခဲ့ပါတယ်ပြီးတော့ပါဝင်တဲ့သူသားတဲ့လူအလုံးနဲ့မကိုရင်တစ္ဆာကိုခုနကကျေးဇူးတင်ဖို့ကြံသွားတာညီလေးကျော်စင်မြမြတော့ဇဘူမင်း production ကိုကျွန်တော်တကယ်ကျေးဇူးများရတယ်ပါတယ်အာအများနဲ့တတိယရှိပေးတယ်ပေါ့နော်တတိယရှိပေးတဲ့ဟိုအတွက်ကျေးဇူးများရတယ်ပြီးတော့ကိုရင်တစ္ဆာဒီဖန်တီးတဲ့လူချင်းမှာဖန်တီးတဲ့လူတူတယောက်ချင်းကျေးဇူးများရတယ်ပါတယ်ဟုတ် ။ဘာရှိလဲဆိုတော့ series နှစ်ခုကျွန်တော်ဇက်ပို့ထားတယ်။ဇက်ပို့ထားတယ်။နှစ်ခုလုံးရိုက်ဖြစ်ရိုက်ဖြစ်မှာပါ။ဒါပေမဲ့အများကြီးပရိသတ်ကိုဟိုတရားဝင်သူတို့တွေမတင်ကြသေးဘူးကိုလည်းမတင်သေးတဲ့သဘောပါ။အဲတခုကတော့ villain character လေးဖြစ်မယ်။ villain ကအရင်ဆိုးသွားတောင်းကျမ်းနေရတော့မဟုတ်ပေမဲ့အဲ့လိုကိုဆန်ချမ်းသာတဲ့မိမကိုကောက်ယူလိုက်တာ။ဒါပေမဲ့ရောက်ခမားနဲ့အဆင်မပြေတော့အဲ့လိုပေါ့အင်တာဗျူးတွေဖောက်ပြန်အဲ့လိုအဲ့လိုမျိုး character လေးကျွန်တော်ရိုက်ဖို့ရှိတယ်။နောက်တစ်ခု series တစ်ခုကတော့ဟာတာ ဇလန်တွဲလေးရှိတယ်နှစ်ခုလုံးဇလန်တွဲပဲအာ17လ17လပိုင်းနေမှာရိုက်ဖြစ်မယ်ပေါ့နော်ဟုတ်တခြားလဲရိုက်ဖို့လေးတော့ရှိတယ်အဲ့လေးကတော့ပြောထားရုံပဲ